ဟိုကျွန်တော်ဘွားရဲ့အိမ်မက်ကဘာလဲဆိုရင်တော့ဒါနှစ်ခုတော့ဖြစ်နေပါဘောနော်ဒါကျွန်တော်ကလေးမောင်လည်းဖြစ်ချင်တယ်ပေါ့နော်ဒါနိုင်ငံများရဲ့ line မှာလေးမောင်လည်းဖြစ်ချင်တယ်ပြီးတော့ဒါတိရုပ်ဆောင်ဘက်ကောဒါပြီးတော့ဒီ modeling ဘက်ကောကဝါနာပါတဲ့အရာဆိုတော့ဒါဘယ်ရကိုလောက်ဖြစ်မလဲဆိုတော့ဒါကျွန်တော်ရဲ့အချိန်တစ်ခုပေါ်တော့မူတည်ရပေါ့နော်လေးရင်မောင်အလုပ်ကိုလည်းလုပ်ကြည့်ရှင်နေတယ်ဒါမှမဟုတ်အခုလက်ရှိမှာကျွန်တော်လုပ်နေတဲ့ဥပညာအလုပ်ကိုလည်းပို့ပြီးတော့အားစိတ်ထုတ်သွားပါမယ် ဒါတော့ဒီကျွန်တော်ကတော့ဒီဒါရိုက်တာအကိုပေါ့နော်ကိုရှိန်သူဒီဇညွန်ဇလန်းဇညွန်ကိုရှိန်သူပေါ့နော်ကိုရှိန်သူကနေပြီးတော့ကျွန်တော်ဒီဆယ်ဟိုဘယ်လိုပြောရမလဲဒီဇလန်းတွဲအချင်းချင်းလေးလာပြောရပေါ့နော်လာပြောတော့ဒါကျွန်တော်ကိုရိုင်းရလေဒီဇလန်းတွဲလို့သဘောကျတာပြီးတော့ဒါစက်ကောင်ကာရီတာလေးရလဲဒါဘယ်လိုပြောရမလဲမိသားစုကံမကောင်းတဲ့ကလေးတယောက်ကိုဒါဘေးရနေပြီးတော့မှ ဖခင်မြတ်တာအနေနဲ့မွေးစားလိုက်တဲ့ဒါចောင်းဆရာတယောက်ရဲ့ตาလေးအဖြစ် တရုတ်ဆောင်လာတာဆိုတော့ဒါကျွန်တော်အတွက်ကစိတ်ဝင်စားဖို့ကောင်းလို့လက်ခံလိုက်တာပါပဲဒါကတော့ဒီဘယ်လိုပြောရမလဲကျွန်တော်အနေနဲ့ကတော့ဒါအမှုပညာလည်းလှုပ်ရှားမှုတွေနည်း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 လုပ်နေတာဆိုတော့လေပြီးတော့ဒီကားလေးဒါကျွန်တော်အတွက်ခြေလှမ်းတစ်ခုဖြစ်မယ်လို့လည်းယုံကြည်ရပြီးတော့ခါကြတော့အဓိကကဒီဘယ်လိုပြောရမလဲဆိုတော့ဒီဇလန်လေးကနေပြီးတော့ဒီတခြားကလေးတွေဒီပေါ့နော်တခြားကလေးစီကိုတစ်ခုခုဒါ message ပေးနိုင်မယ်လို့လည်းယုံကြည်လို့လက်ခံလိုက်တာပါဟုတ် ဒါတော့ကျွန်တော်တို့ဆိုတာကတော့ဒါအခွင့်အရေးကိုစောင့်နေရတာတပေါ့ပေါ့နော်ဒါအခွင့်အရေးလေးရလာရလာသလိုဒါကျွန်တော်ဘက်ကနေပြီးတော့တဆင်ချင်းတော့စူးစမ်းသွားအောင်ပေါ့ဒါကတော့ကျွန်တော်ကတော့ဒီကျွန်တော်ဒီဘက်မှာလည်းဒါကျွန်တော်က brand model အနေနဲ့လည်းလုပ်နေရပြီးတော့ဒါကားရိုက်တို့ဒါဇလန်တွဲလေးလိုလာလို့ရှိရင်လည်းဒါကျွန်တော်အနေနဲ့လက်ခံပြီးတော့အကောင်းဆုံးစူးစမ်းသွားမယ်လို့ပြောချင်ပါလိမ့်ခါဒါကတော့ဒီတရုတ်ဆောင်ပိုင်းကကြတော့ဒါကျွန်တော်တို့ရဲ့ဟို model ဆိုရင်ကြတော့ဒါကျွန်တော်တို့ဒီ လို့ပြောရမယ်ဆိုတော့ဒါကျွန်တော်တို့ဒါတခြား brand ကိုကြော်ညာပေးရတယ်ဒါကျွန်တော်အနေနဲ့အများကြီးအာဟိုဘယ်လိုပြောမလဲလှုပ်ရှားမှုမများဘူးပေါ့နော်လှုပ်ရှားမှုမများဘူးဆိုတာကဒါဟိုဘယ်လိုမျိုးလို့ပြောရမယ်ဒါကျွန်တော်တို့ဒီဘက်ဆိုရင်အရှင်ပိုင်းနေရောဒီခါကြတာစိတ်ကန်စားမှုပိုင်းနေရောအများကြီးစိုက်ထုတ်ရတာဆိုတော့လေအဲ့လိုမျိုးတွေတော့ကြွားချမှုရှိပါတယ်။ပြန်ရရွေးပြင်းမယ်ဆိုရင်တော့ဒါကျွန်တော်အနေနဲ့ကတော့အချိန်တစ်ခုစဉ်းစားရမယ်လို့တော့ထင်တယ်။ဒါကျွန်တော်အနေနဲ့ကဒီ ဒီ modeling ဘိုင်းကိုဒီတရုတ်ဆောင်ပိုင်းကိုစိတ်ဝင်စားတယ်။ဒါပေမဲ့လေးမောင်ကလည်းကျွန်တော်ငငယ်ကလေးကအိမ်မက်တစ်ခုဖြစ်နေရောဟိုအခုချိန်ထိတော့ထွေပြားနေတော့ပေါ့နော်။ဘယ်ရောက်ယူပြစ်မလဲတော့စဉ်းစားလို့မရသေးဘူး။ဟုတ်တာတော့အခွင့်အရေးရရရသလိုပေါ့နော်။အများကြီး celebrity စူးစမ်းတော့ပါအောင်မဖြစ်ဘူး။ကျွန်တော်တို့ဒီနောက်ကလေးတွေအကုန်လုံးကတော့အများကြီးစူးစမ်းကြတဲ့ကလေးတွေလို့ပဲထင်ပါတယ်။ဘာလို့လဲဆိုတော့ဒါကျွန်တော်တို့ကကျွန်တော်ဒီ senior senior တွေဖြတ်တန်းသွားတဲ့အတွေ့အကြုံတွေကိုလေ့လာရင်းရောပြီးတော့ဒါကျွန်တော်တို့အနေနဲ့ကလည်းအလုပ်တစ်ခုကိုဒီ ေါ်ပေါ်တန်တန်အနေနဲ့ဘလုတ်ချင်တာလည်းပါတာပေါ့နော်ပါတာဆိုတော့ဒါကျွန်တော်တို့အကုန်လုံးပါပဲကျွန်တော်ပါဝင်ကျွန်တော်နဲ့ရွေပြီးဒါမကြီးမငယ်ဟိုညီကောင်မောင်မိုင်းလည်းအများကြီးစူးစမ်းကြမယ်လို့တော့ထင်ပါတယ်ဗျာဟုတ်ဒါရှေ့ဆက်ပြီးတော့ဒါကျွန်တော်အနေနဲ့ဒါမော်ဒန်အနေနဲ့လောက်ကင်သွားမယ်ပြီးတော့ခါကြောင်ကျိုးဆောင်ဘက်ကလည်းဒါပို့ပြီးတော့လေးလာပြီးအားဆိုင်ထုတ်သွားပါမယ်ခင်ဗျာဟုတ်ဘယ်လိုပြောရမလဲဒါပထမဦးဆုံးဒါထီတွေ့ရေဟိုဘယ်လိုပြောရမလဲပထမဦးဆုံးဒါစကားရိုက်ကူးရတဲ့ feeling ပေါ့နော် feeling ဆိုတော့ဒါအများကြီးလည်းတင်ပေးကြတယ်ကျွန်တော်ကိုဘယ်လိုပြောရမလဲဒီ ကျွန်တော်ရဲ့ဒီဇလန်းဇညုံအမတွေရောပြီးတော့ဒါဒိုက်တာအမတွေရောပြီးတော့ဒီဘီယာဟိုရက်ကွင်းပရိုဂျူဆာဆီယာမာတို့ရောပေါ့နော်အများကြီးအတုံးကလည်းဟိုငယ်လဲငယ်သေးတယ်ပြီးတော့ဒါအများကြီးလည်းမလုံနိုင်တော့ခါကျတော့နည်းနည်းအများနည်းနည်းပေါ့နော်ဒါစိတ်ပင်ပန်းရတော့အတုံးကလည်းအမားလေးအများကြီးရှည်ရဆိုတော့ဒီကနေပဲအကုန်လုံးတောင်းပန်ပါလေလို့ ဟုတ်အဲ့လိုမျိုးတော့မဖြစ်ဘူးဗျဒါကတော့ဘာလို့လဲဆိုတော့ဒါဒီကျွန်တော်အနေနဲ့ကတော့ကောင်းတဲ့စီနီယာရင်းနဲ့ပဲတွေ့တာပေါ့နော်ကောင်းတဲ့စီနီယာရင်းနဲ့ပဲတွေ့တာဘာလို့လဲဆိုတော့ဟိုကျွန်တော်ယုံကြည်ထားတာကတော့ဒီအကုံလုံးကဒီလို့ပြောမှာဒီအစားနေပြီးစူးစမ်းရင်းရနေပြီးတော့ဒီအကုံလုံးကတော်လာကြတာဆိုတော့လေသူတို့ကလည်းဒီအများကြီးတင်ကြပေးတယ်အများကြီးလည်းပံ့ပိုးပေးတာဆိုတော့ဒါဟိုကြိုက်ခွင့်မှာအားငယ်တာမျိုးတော့မရှိပါဘူးဗျအများကြီးတော့တင်ယူရတာပေါ့နော်အဲ့လိုတွေမှာဆိုရင်တော့ဒါ အများကြီးပေါ့နော်ဒါစီနီယာအကူအမားတွေလည်းအများကြီးရှိရဲအကုန်လုံးကတော့ဒီ model နဲ့ပြုံးဆောင်ပိုက်ကိုဒါအကုန်လုံးအတူတူလုပ်နေကြတာဆိုတော့လေအကုန်လုံးကတော့အားကြောက်ပါတယ်ပြဒါဘာလို့လဲဆိုတော့ဒါ more ဘက်ကနေပြီးတော့တရုပ်ဆောင်ကိုလုံနိုင်နေဆိုတာလည်းအရန်ဒါပါရမီပါလို့ရောပြီးတော့ဒါအရန်စူးစမ်းလို့လည်းဆိုတော့လေအကုန်လုံးတော့အားကြပါလိမ့်ကျွန်တော်ရဲ့အနုပညာလောကအစဆိုရင်တော့ဒါကျွန်တော်ဒီ ပြီးခဲ့တဲ့အချိန်တုန်းကဒါကျွန်တော်တို့ဒါမစ္စတာမြန်မာပေါ့နော်မစ္စတာမြန်မာပွဲမှာဟိုဝင်ပြိုင်ကြီးကနေဒါဆရာတို့ရဲ့အားပေးမှုတွေရောဒါကျွန်တော်တို့ရဲ့ဒါကျူစာအားထုတ်မှုတွေရောနည်းနည်းပါးပါးပါလာမလို့ဒါဆရာတို့ဟိုရောကျေးဇူးတင်တယ်ပြီးတော့ခါကျဒါကျွန်တော်တို့ကုလိုအချိန်တွေမျိုးရအောင်ပံ့ပိုးပေးခဲ့တဲ့ဒါပြိုင်ပွဲကျင်းပပေးခဲ့တဲ့ဆရာတို့ကိုလည်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့ကမစ္စတာပြိုင်နေဆိုခေတ်ကတော့ဒါမစ္စတာအနေနဲ့ဒါ ုံဆောင်ခြင်းလို့ပေါ့နော်ကုံဆောင်ခြင်းလို့အချိန်မှာတော့ဒါကျွန်တော်တို့ ਨੇ ရာချင်းရထိုက်တဲ့ရလိုက်ကိုရခဲ့တယ်ဒါမဲ့ကျွန်တော်ဒီပြီးခဲ့တဲ့ဒီမစ္စတာမပြိုင်ခင်မှာဒါဇလန်တွဲတွဲရိုက်ခဲ့ပေါ့နော်ရိုက်ခဲ့တယ်အဲ့ဒါပြီးတော့ဒါကျွန်တော်ခဏဟိုနားလိုက်တယ်ပေါ့နော်နားလိုက်တယ်ဘာလို့ဆိုတော့ဟိုကိုယ့်ရဲ့အရေးချင်းမပြေဝသေးဘူးလို့လည်းဒါနည်းနည်းလေးဟိုခန်းစားမိတယ်မလို့ဒါအကနေပြောမှဒါမစ္စတာပြိုင်ပွဲဝင် join နေ join ပြီးတော့မှဒါကျွန်တော်တို့အပြိုင်ပွဲကနေပြောတာ brand model ဒါကျွန်တော်ဟိုရွေးသွားတယ်ပေါ့နော် brand model ယူတော့တော့ကျွန်တော်တို့ brand model အနေနဲ့ဆက်လက်လုပ်ကိုင်ရနေပြီးတော့ဒါမျိုးအခွင့်အလမ်းလေးရလာတဲ့အခါမှာပြုံဆောင်ဘက်ကိုဒါပို့ပြီးတော့ဟိုအားစိုက်ထုတ်ပြီးတော့ပြန်ပြီးရိုက်ကူးဖြစ်တာပါဗျ။ဟောကျွန်တော်ဘွားရဲ့အိမ်မက်ကပါလဲဆိုရင်တော့ဒါနှစ်ခုတော့ဖြစ်နေပါဘောနော်။ဒါကျွန်တော်ကလေမောင်လေးဖြစ်ချင်တယ်ပေါ့နော်။ဒါနိုင်ငံများရဲ့ line မှာလေမောင်လေးဖြစ်ချင်တယ်။ပြီးတော့ဒါပြုံဆောင်ဘက်ကောဒါပြီးတော့ဒီ modeling ဘက်ကောကဝါနာပါတဲ့အရာဆိုတော့ဒါပဲရ ကိုလောက်ဖြစ်မလဲဆိုတော့ဒါကျွန်တော်ရဲ့အချိန်တစ်ခုပေါ်တော့မူတည်ရပါတော့။လေရင်ပေါင်းအလုပ်ကိုလည်းလုပ်ကြည့်ချင်နေတယ်။ဒါမှအခုလက်ရှိမှာကျွန်တော်လုပ်နေတဲ့နုပညာလုပ်ကိုလည်းပို့ပြီးတော့အားစိတ်ထုတ်သွားပါမယ်။ပြိုင်ဝဲတွေပြိုင်ဖို့ကတော့လောလောဆယ်တော့မရှိသေးပါဘူးဗျ။အဲ့ဒါကကြတော့ဒီပေါ်ပေါ်တန်တန်အနေနဲ့ဝင်ပြိုင်လိုက်လို့ရှိရင်ကြတော့ဒါကိုကပေါ်ပေါ်တန်တန်သဘောထားရင်ဒါပေါ်ပေါ်တန်တန်ပဲဖြစ်လာမှာလေ။ဖြစ်လာမှာဆိုတော့ဒါအများကြီးဒီ body ရောဒါပြီးတော့ဒါကိုယ့်ရဲ့ brain ရောပြီးတော့ကြတဲ့ဒီ public speaking အကုန်လုံးကအစားဒါအစားနေပြီးတော့ဒီဒီပြင်ဆင်ရလာဆိုတော့အရေးချင်းအကုန်လုံးပြင်ပြီးမှပဲပြန်ပြိုင်ပြပါမယ်ခင်ဗျာဟုတ်ဒါအခုဒါကျွန်တော်တို့ရိုက်ကူးနေရတော့ကြောက်ခက်ပန်ဆန်လက်နွယ်လေးပေါ့နော်အထက်မှာကျွန်တော်ကတော့ PT မောင်ဇက်ကောင်နေရာနေပြီးပါဝင်ကြိုးဆောင်ထားပါတယ်ခင်ဗျာဒီကားလေးကဟိုကျွန်တော်တို့ရာသားတစ်ခုအနေနဲ့ရောဒီခါကျဒါကလေးလေးကိုရည်ရွယ်ပြီးတော့ဟို message ပေးခြင်းနဲ့ဒါဇက်ကားလေးလည်းဖြစ်တဲ့အတွက်ကြောင့်ကြောက်ခက်ပန်ဆန်လက်နွယ်လေးထွက်လာလို့ရှိရင်လည်းအများကြီးအားပေးကြပါအောင်လို့ပြောချင်ပါတယ်ခင်ဗျာ